ကျင်းလုံးကဥရောပနိုင်ငံအများစုကအချင်းချင်းမချတော့ဘဲနဲ့ကဘာပက်ပြီးရောအင်အားနည်းတဲ့နိုင်ငံတွေကိုအပြိုင်ဆိုင်ရှာပြီးရောကျွန်ပြူခဲ့ကြပါတယ်ဒီဗီဒီယိုထဲမှာအပြာရောင်ပြထားတဲ့နေရာတွေကတော့ပြင်သစ်နိုင်ငံရဲ့ကိုလိုနီနယ်တွေဖြစ်ပါတယ်အဲဒီထဲမှာချက်ဆိုတဲ့နိုင်ငံကတော့အာဖရိကတိုက်ရဲ့အလယ်လောက်မှာတည်ရှိပါတယ်အဲဒီနယ်မြေမှာရှိတဲ့ချက်ဆိုတဲ့ရေကန်နယ်မြေကိုအစွဲပြုပြီးရောနိုင်ငံနယ်မြေဖြစ်လာတာပါ1960ဩဂတ်စ်လ17ရက်နေ့မှာပြင်သစ်နိုင်ငံလက်အောက်ကနေလွတ်လပ်ရေးရပြီးရောအာဖရိကတိုက်ရဲ့၅နိုင်ငံမြောက်အကြီးဆုံးနိုင်ငံလေးဖြစ်ပါ ါတယ်။နိုင်ငံနယ်နိမိတ်ကျေဝန်းမှာပထူရီအနေထားရတော့အရင်မကောင်းပါဘူး။60ရာခိုင်နှုန်းကိုဆာဟာရာတဲကန်နာရီဖုံးလွှမ်းထားပြီးတော့ကုန်သွယ်ရေးနဲ့လူနေထိုင်ဖို့အတွက်ခက်ခဲပါတယ်။ဒီနိုင်ငံရဲ့တောင်ဘက်အချမ်းမှာပဲမိုးရွာပြီးတော့ဆက်ပြိုးရေးလုပ်လို့ရတဲ့အတွက်ကြောင့်မို့လူတွေကအဲ့ဒီမှာပဲစုပြုံနေကြပါတယ်။အများစုကတော့အစ္စလမ်ဘာသာဝင်တွေဖြစ်ပြီးတော့96ရာခိုင်နှုန်းရှိပါတယ်။ 20ရာခိုင်နှုန်းကတော့ခရီးရန်တွေဖြစ်ပြီးရော24ရာခိုင်နှုန်းကတော့ရိုးရကိုကိုယုံကြည်မှုတွေရှိကြပါတယ်ဒီနိုင်ငံရဲ့အဓိက ပြဿနာကတော့ကုန်းတွင်းဘိတ်ဖြစ်နေပြီးရောပင်လယ်ပြင်နဲ့1800ကီလိုမီတာအကွာမှာရှိနေတာပါပြည်ပအတွင်းကုန်ပို့ကုန်အတွက်အခြားနိုင်ငံတွေကိုဖြတ်တန်းနေရတာကြောင့်မလို့လမ်းတစ်လျှောက်အခွန်အခတွေများပါတယ်တစ်ဖက်နိုင်ငံကရာသီဥတုဆိုးရွားပြီးရောလမ်းသဒ္ဓါတွေပျက်စီးတဲ့အခါမျိုးတွေနိုင်ငံရေးဖြစ်ပြီးတော့လမ်းတွေအပိတ်ခံတဲ့အခါမျိုးတွေမှာသူ့နိုင်ငံကိုစားသုံးကုန်နဲ့ဆက်သုံးစီတွေရောက်ဖို့အတွက်အတော်လေးကိုခက်ခဲတဲ့အခါတွေရှိပါတယ် ဒါကြောင့်မို့မကြာခဏဆိုသလိုကိုယ်စင်းလုံးကြီးမြင့်မှုနဲ့ငွေကြေးဖောက်မှားမှုတံကိုခံစားနေရတဲ့နိုင်ငံလေးဖြစ်ပါတယ်။ဒီအချက်တွေကြောင့်အာဖရိကတိုက်မှာရှိတဲ့ချက်နိုင်ငံကိုနိုင်ငံကြီးပင်မဲ့ပထဝီအနေထားအရကဘာမှာခက်ခဲတဲ့နိုင်ငံတစ်ခုအဖြစ်ရှုမြင်ထားကြပါတယ်။မိတ်ဆွေတို့အနေနဲ့ချက်နိုင်ငံရဲ့တမရဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်ဒီပြဿနာကိုဘယ်လိုဖြေရှင်းမလဲဆိုတာကို comment မှာပျော်ရမ်းဝင်ရောက်ဆွေးနွေးပေးသွားလို့ရပါတယ်ဗျ။